ုကိုတန်မိုးထားပြီးတော့တကယ်ချစ်မြတ်နိုးတဲ့သူတွေအကုန်လုံးကိုကြည်လိုက်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကအခုပြောမဲ့ criteria စတင်နဲ့သူတို့ဆုံးဖြတ်လိုက်မယ်ဆုံးဖြတ်ချက်တန်းကိုကြည့်ပြီးဆိုရင်တကယ်ကိုကိုချစ်တယ်ဆိုရင်ကိုကောင်းစေတဲ့ the best decision for yourself ကိုအတွက်အကောင်းဆုံးဆုံးဖြတ်ချက်ကိုပဲချတယ်ပြီးနောက်ရက်တစ်ခုကဆုံးဖြတ်ချက်တွေပေးတိုင်းမှာလွယ်ရာနဲ့ခတ်တာဆိုရင်ခတ်တာကိုရွေးတယ်ဘာကြောင့်မို့လဲဆိုတော့များစုအတွက်ကခတ်တဲ့ဆုံးဖြတ်ချက်ကကိုအတွက်ပိုကောင်းတယ် ဟုတ်တယ်နော်ဖိနောက်တစ်ခုကဆုံးဖြတ်ချက်တွေချတဲ့အချိန်မှာဆိုရင်အရေးကြီးဆုံးကဘယ်တော့မဆိုရင်အကျောက်တရားပေါ်မှာမူတည်ပြီးတော့မချဘဲနဲ့ကိုတန်ဖိုးထားတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှဆုံးဖြတ်ချက်ချပါတယ်ဥပမာကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်နေတယ်အဲ့လုပ်မှာကိုကမပြောဘူးအထူးသဖြင့်အချို့လူတွေဆိုရင်ပေါ့နော်အလုပ်ဝင်တဲ့ accountant လုပ်တယ်ဒါပေမဲ့ကိုက accountant လုပ်ရတာကိုလုံးဝမကြိုက်ဘူးဒါပေမဲ့တပြည့်ပြည့်နဲ့အဲ့ accountant အလုပ်ထဲမှာပဲ9နှစ်လောက်ဇက်တိုက်အလုပ်လုပ်လာတယ် လာစာလေးကလည်းကောင်းကောင်းလေးရနေပြီအဲ့ရှင်ကြကိုကတွေးတယ်ငါတနေ့နဲ့တနေ့အလုတ်သွားတာအရင်စိတ်ညစ်လိုက်ပြင်းလာပြီနော်အလုတ်သွားရင်းနဲ့ကိုဘဝကြီးကတည်ဆုံးနေရဆိုတော့ခံစားချက်၆ခန်းနေရဆိုတော့ခန်းစားချက်ဖြစ်တယ်အလုတ်ကလည်းထွက်ချင်တယ်ဒါပေမဲ့အဲ့ဒီလုတ်ကလည်းမထွက်ရဲဘူးဒီလာစာမရတော့မှကြောက်လို့ ဒါပေမဲ့တကယ်တမ်းကျသူတကယ်ဝါသနာပါတာက maybe အိမ်မှာကုံစုံဆိုင်လေးဖွင့်ပြီးတော့မှဈေးရောင်းရတာကိုကြိုက်တယ်။သူ့ရဲ့ values ကသူများကို customer service လုပ်ပေးရတာကိုကြိုက်မယ်နော်။အဲ့လိုမျိုးကိုယ့်ရဲ့ values နဲ့အကြောက်တရားနဲ့ရှင်မယ်ဆိုရင်ကိုယ့်ကိုယ်ကိုတကယ်ချစ်တတ်တဲ့သူကအကြောက်တရားပေါ်မှာ motive ဆုံးဖြတ်ချက်မချဘူး။ values ပေါ်မှာ motive တော့မှဆုံးဖြတ်ချက်ချပါတယ်။အဲ့တော့အားလုံးလည်းဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချနေလဲ? comment ထဲမှာရေးခဲ့ပေးပါအောင်ရှင်။